ီကနေ့ဘုံဘုံဗာပြောချင်တာလေးဆိုတော့အခုမိုင်းပေါ်မှာပြောနေကြတယ်ဖင်လန်နိုင်ငံမှာရှိတဲ့မောင်မောင်တို့အဲနောက်တကထိုင်းမှာရှိတဲ့ဟောင်စီလို့ခေါ်တဲ့ငစီတို့ပြောနေကြတဲ့စကားတွေနောက်တကဘယ်ရမှန်းမသိတဲ့မူးကြောင်မူးကြောင်နဲ့အရင်မူးပြီးတော့တက်ပြောနေတဲ့လူတွေရှိတယ်ပေါ့အားလုံးပဲမင်္ဂလာခင်ဗျတေသတိ channel ပြန်လဲကြိုဆိုလိုက်ပါခင်ဗျတေသတိ channel ဆိုမြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့သတင်းကြောင်းတွေကိုမြေတက်ဆက်ပေးနေတဲ့သတင်း channel ဖြစ်တယ်ခင်ဗျကျွန်တော် channel လေးကိုစကားလေးနှုတ်ကိုတောက်ပြရခင်ဗျဒီလိုအသေးသေးတန်းကြီးဖို့ ဗိနာနုဒုခေါလောင်းလေးတော့နှိမ့်ခဲ့ဖို့တောင်းဆုပ်ရတယ်ခင်ဗျဗိနာနုဒုခေါလောင်းနှုတ်ကိုကျွန်တော်လည်းဒီတရင်လေးကြည့်တော့ခင်ဗျာကိုမြို့ချစ်တွေဘာလုပ်နေတာလဲမြို့ချစ်တွေနှုတ်ပိတ်နေတာလားနေပြီးတော့မှဗလီကြီးစောင့်နေပြီခင်ဗျားတို့ကဗလီကြီးစောင့်နေပြီမကန့်ကွက်ဘူးလားမရှုတ်ချဘူးလားခင်ဗျားတို့ဘာလို့တော့ဘာပြောရဲလဲဆိုတော့ ဖင်လန်မှာရှိတဲ့မောင်မောင်တို့ပြောထားတဲ့စကားတွေပေါ့ဒါတွေနဲ့ပတ်သက်ပြီးတော့ပြောချင်တာကဘုံဒီရက်ထဲမှာကျမ်းမာရေးလည်းမကောင်းလို့ဆေးပြဆေးစစ်နေတာနေလို့ပတ်သက်လို့ကျမ်းမာရေးမကောင်းတဲ့ကြားတွေကနေမျိုးပါတာတာတော့အလုံးလုံးနေတဲ့ရန်တန်ကားတွေလူပုတ်ကူတွေအများကြီးရှိပါနေပြီးတော့ဘလီနဲ့ပတ်သက်လို့ဆိုတဲ့စကားကိုခဏတောင်းဒေါန်ဆန်းစုကြည်လက်ထက်မှာကြာတော့မဖြစ်လေအမျိုးပါတာတာတနာပဲကွယ်ပြောက်သွားတော့မလို့လို့ကလားတွေကြီးစိုးလာတော့မလို့လို့အိမ်ကဘုရားရှင်ပဲကွယ်ပြောက်သွားတော့မလို့လို့ဆိုတဲ့ဘုရားကျောင်းကလည်းဘုရားရှင်ကွယ်ပြောက်သွားတော့မလို့ဆိုတဲ့ပုံစံမျိုးတွေလိုင်းမှာမှာပြောနေကြတာလေ အများကြီးအများကြီးရှိပါတယ်ဒါတွေကိုလည်းမြင်တွေ့နေပါတယ်ဒါပေမဲ့နေပြည်တော်မှာမြို့သားကြီးဥဆောင်ဆရာတော်ရှိတယ်ဆရာကြီးတော်ကြီးဆရာတော်ဥပညာနော်ဥပညာတာမီရှိပါတယ်နေပြည်တော်မှာရှိနေတဲ့လယ်ဝေးပြင်မနာနော်ဆရာကြီးတော်ကြီးမှာရှိတဲ့အောင်းကုန်းနေပြည်တော်ကောင်စီရှင်းမြုံရံမှာရှိတဲ့အမျိုးဘာသာတရားဆောက်ရှောက်ကြည့်ရအများကြီးရှိပါတယ် ခင်ဗျားတို့ကလိုင်းပေါ်ကနေလိုင်းလေးဖွင့်အင်တာနက်ကလေးဖွင့်5မိနစ်စာ3မိနစ်စာလောက်ကလေးစကားလေးတက်ပြောရုံနဲ့ခင်ဗျားတို့တောင်းဝင်ချေသွားပြီလို့ထင်နေတာလားဒါပေမဲ့လိုင်းပေါ်ကပြောတဲ့လူတွေလည်းကျောတို့ကနေပြီးတော့မြို့ပါသာသာသနာနဲ့အတိုင်းပြည်အတွက်လိုအပ်လို့ပြောလာပြီးဒီလူတွေလည်းခြေစွပ်တင်တယ်ခြေစွပ်မတင်လို့ပြောနေတဲ့စကားတွေမဟုတ်ဘူးเนาะခင်ဗျားတို့လိုင်းပေါ်ကပြောနေလို့တော့မပြောဒါကတကယ်မြေပြင်မှာဖြစ်နေတဲ့လက်ရှိပကတိအနေအထားအဲ့ဒီနေပြီးတော့မှဆောက်လုပ်မယ်ဆိုတဲ့ဗလီနဲ့ပတ်သက်ပြီးတော့ နေပြည်တော်မှာရှိတဲ့မြို့သားကြီးဆရာတော်တွေမြို့သားကြီးလူပုဂ္ဂိုလ်တွေအဲရန်ကုန်မှာရှိတဲ့မြို့သားကြီးဆရာတော်မြို့သားကြီးလူပုဂ္ဂိုလ်တွေမြန်မာတပြည်လုံးမှာရှိတဲ့မြို့ပါတာပါတာချက်မြတ်လို့တဲ့မြို့ချစ်တွေကဘယ်တော့မှမျိုးလုံးတွေမှိတ်နားတွေပိတ်နေပါဘူးခင်ဗျားတို့စိုးရိမ်နေဆိုတာအထက်မြို့ချစ်တွေကပို့ပြီးတော့စိုးရိမ်နေပါလေခင်ဗျားတို့အလုံးလုံးနေတယ်ဆိုတာလည်းမြို့ချစ်တွေကပို့ပြီးတော့ဆယ်ဆမစတဲ့အလုံးလုံးနေပါခင်ဗျားတို့စိုးရိမ်နေဆိုတာမြို့ချစ်တွေအေးအေးဆေးဆေး မြူသားရေးသမားတွေမြူသားရေးဆရာတွေအေးအေးဆေးနေလောက်တဲ့အဆင့်ကိုရှိပါတယ်နော်အဲ့နေပြီးတော့မြေမနာမြို့ချစ်လူငယ်များအဖွဲ့ဆိုပြီးတော့စာရင်းလိုင်းပေါ်မှာတက်လာတယ်ခင်ဗျားတို့ဓာရီဝင်မြင့်အောင်ဆောင်ပြီးမြို့ချစ်တွေကိုမျက်လုံးစုံမိတ်ရှိသမျှအပေါက်အကုန်ပိတ်ပြီးတော့ခင်ဗျားတို့ဆင်းကျင်စေပြောချင်ပြောဆိုချင်ဆိုလုပ်နေကြတယ်နောက်တစ်ခါရှင်းအောင်ကြောင်းတော်ကြီးဆရာတော်နေပြီးတော့မြို့သားရဲ့ဖွဲ့တွေရန်ကုန်မြို့သားရဲ့ဖွဲ့တွေဒီပလီကိစ္စနဲ့ပတ်သက်ပြီးတော့တိုင်ပင်နေတယ်။ထောင်ကိုရ62ခုနှစ်နောက်ပိုင်းမှာရှိတဲ့ဗလီမန်သမ ्या ကြီးတမန်တော်ကြီးဦးသိန်းစိန်လက်ထက်2014 2013လောက်မှာသာသနာရေးဒုဝင်ကြီးကနေပြောသွားတယ်1982ခုနှစ်နောက်ပိုင်းမှာရှိတဲ့ဗလီတွေဒီတလုံးမှာတရားမဝင်အဲ့တော့တရားမဝင်တဲ့ဗလီတွေကိုလည်းတစ်ချိန်မှာဟိုက်မြမမြေပေါ်တွေပေါ့ကမ္ဘာမြေပေါ်ကပေါ့မောက်ထုတ်ပြရမယ်ဥပဒေနဲ့အညီဥပဒေနဲ့အဲလောက်ထားတဲ့ဟာတွေတရားဝင်နေဆိုတဲ့ဟာတွေဆိုရင်တော့ဒါလက်ခံမရတယ်ပေါ့နော်အဲဦးဇင်းတို့ကမွတ်စလင်တွေကိုမောင်းနေလို့လုပ်နေတာမဟုတ်ဘူးဗလီတွေကိုတိုက်ခိုက်နေတာမဟုတ်ဘူးအစ္စလမ်တွေကိုတိုက်ခိုက်နေတာမဟုတ်ဘူးဒါပေမဲ့တရားမဝင်ဥပဒေမဲ့လုပ်နေတဲ့အရာတွေကို ဦးဇင်းတို့ကဥပဒေနဲ့အညီဆောင်ရွက်နိုင်အောင်လို့အများအားစောင့်ကြည့်နေတာဖြစ်တယ်အများအားလှုပ်ဆောင်နေတာဖြစ်တယ်နောက်တကဒီနိုင်ငံတော်အဆင့်နိုင်ငံတော်ဝန်ကြီးချုပ်အထိနိုင်ငံတော်သမ္မတဒီတမတော်ကာကွယ်ရေးဦးကြီးချုပ်ထိစတင်မှုစာရီလဲစီထားတာတွေရှိပါတယ်အစည်းအဝေးတွေလဲထိုင်ထားတာတွေရှိပါတယ်မင်းတို့ကမျိုးချစ်တွေဘာမှမလုပ်ဘူးဆိုအင်တာနက်ကလေးဖွင့် line လေးကောက်တင်3မိနစ်စာလောက်လေးစကားပြောအောက်ကြီးလောက်မနေနဲ့အောက်မှာကြီးကြီးတဲ့သူတွေနော် ဟို viewer တွေများတယ်ဆိုပြီးတော့မင်းတို့တွေကိုကိုကိုအဟုတ်ကြီးထဲမနေကြနဲ့မြို့ချစ်တွေကဘယ်တော့မှငြိမ်းမနေဘူး2013ခုနှစ်အော်တိုဘာလ15ရက်နေ့မှာမြို့ချစ်တွေဘာလုပ်ခဲ့လဲဘယ်လိုပြောပြမယ်နော်ပြောပြမယ်မင်းတို့မြို့ချစ်တွေကိုပြင်ပိတ်ပြီးတော့ညင်မျိုးလုံးပိတ်ချင်းသမားအပေါ့အကုန်ပိတ်ပြီးတော့ညင်နေဆဲနေတဲ့ကောင်လေးအမနာကြီးဦးသိန်းစိန်လက်ထက်ပေါ့အဲဒီချိန်တုန်းကနော်အဲဒီကဘာမှရှိတဲ့အာရဗ်ကဘာပေါ့ဗျာအစ္စလာမစ် စ္စလာမစ်တွေတည်တံဖွဲ့ထားတဲ့ဟို OIC ပေါ့ Organization Islamic Conference လို့ခေါ်တဲ့ OIC 58နိုင်ငံအဲ့အချိန်မှာဆီးရီးယားနဲ့နောက်တခါပါလက်စတိုင်းနဲ့အဆင်မပြေတဲ့အတွက်ဒီနှစ်နိုင်ငံကိုရပ်ဆဲထားတယ်အဲ့ဒီလိုအချိန်မျိုးမှာမလောက်ကြလေမြန်မာပြည်မှာအဲတဲ့မြန်မာပြည်မြန်မာပြည်ရဲ့ရခိုင်ပြည်နယ်မှာ OIC ရုံးစောက်ချင်တယ်လို့သမားကြီးဦးသိန်းစိန်လက်ထက်မှာကမ်းလှမ်းတာရှိတယ်။အဲဒီအချိန်မှာမြို့ချစ်တွေမြို့သားရေးသမားတွေရန်တန်ကားတော်ကြီးကရန်ကုန်မြို့မှာ နော်ကိုစီကိုစားပြီးတော့ကိုအလုပ်တွေအပြက်ကန်ကိုပွားတွေအပြက်ကန်စာပါတွေအပြက်ကန်စာရင်ကျောင်းတွေအပြက်ကန်ရိတ်တာတွေအပြက်ကန်ပြီးတော့နော်ရွှေကုံဘုရားအရှိတ်မုတ်ကနေပြီးတော့စူးလေအစ်တီချီတက်ကြတယ်နော် no oic နော်မြမကြီးမှာ oic ရုံးဆောက်ခွင့်၅နှစ်မပြောနဲ့9မိနစ်50စက္ကန့်တော့ခွင့်မပြုပါဘူးဆိုပြီးတော့2013ခုနှစ်အော်တိုဘာလ15ရက်နေ့မှာထောင်ကျရင်ကြောက်စီဆိုပြီးတော့မြို့သားရဲသမားတွေမြို့သားရဲရန်ချင်းတွေက ဥဆောင်ပြီးတော့လှုပ်ဆောင်ခဲ့တယ်အဲ့ဒီအတွေ့နိုင်ငံတော်သမ္မတကြီးဥသိမ်းစင်ကနေပြီးတော့ပြောလဲညနေ6နာရီခန့်မှာပြည်သူဆန္ဒသဘောထားနဲ့မကန့်ညီပါသဖြင့်မြန်မာနိုင်ငံ၌ OIC ရုံးစောက်ခွင့်လုံးဝမပြုတ်ပါတဲ့ OIC ဆိုတာမွတ်စလင်နေ58နိုင်ငံဖွဲ့ထားတဲ့နိုင်ငံတွေရောဘာကြောင့်ဖွဲ့ထားလဲအဲ့ဒီသမိုင်းကြောင်ကိုသိလားဟမ် Israel နဲ့ Palestine 6ရက်ကြာဆစ်ဖြစ်ကြတယ်ဆစ်ဖြစ်ကြတဲ့အချိန်မှာ Palestine ကမွတ်စလင်တွေလေ Islamic တွေကြီးပဲသူတို့ Israel ကိုနိုင်ကြရှုံးကြတယ် 6ရက်ကြာစစ်ပွဲဖြစ်ပြီးရှုံးနေတဲ့အချိန်မှာအားလုံးမွ슬င်တွေအချင်းချင်းမွ슬င်အဟိုပါဗော organization islamic conference လို့ခေါ်တဲ့မွ슬င်သွေးစည်းညီညွတ်ရေးအဖွဲ့ကြီးကိုဖွဲ့လိုက်ကြတည်လားစီရေးစီရစီပွားရေးကျန်းမာရေးလူမှုရေးပညာရေးစီရေးစီရငါတို့မွ슬လင်တွေဟိုတနိုင်ငံနဲ့တနိုင်ငံမွ슬လင်နိုင်ငံနဲ့တခြားနိုင်ငံတွေနဲ့ဖြစ်ခဲ့မယ်ဆိုရင်အစစအရေးအပတ်ဘက်ကကုညီရအောင်လို့ဆိုတဲ့ဟိုဒီ OIC ဆိုတဲ့အဖွဲ့ကြီးကိုဖွဲ့စည်းခဲ့တာ ဲ့ဒီလိုသမရာကြီးဦးသိန်းစိန်လက်ထက်မှာလည်းအမျိုးဘာသာသာသနာနဲ့ပတ်သက်ပြီးလုပ်ခဲ့ဒေါ်စန်းစုကြည်လက်ထက်မှာလည်းအမျိုးဘာသာသာသနာနဲ့ပတ်သက်ပြီးတော့ဟိုလုပ်ခဲ့ဒေါ်စန်းစုကြည်လက်ထက်မဟုတ်ပါဘူးဒေါ်စန်းစုကြည်လက်ထက်လို့ပြောရင်လည်းကြီးနေတော့သမရာကြီးဦးဝင်းမြင့်တို့ဟိုသမရာကြီးဦးထင်ကျော်တို့လက်ထက်မှာလည်းဒါလုပ်ခဲ့ဟောနောက်တခါဒီအဲဒီနာသကအစိုးရအခုလက်ရှိတပ်မတော်ကာကွယ်ရေးဦးစီးချုပ်အစရှိတဲ့ဒီအစိုးရလက်ထက်မှာလည်းဒီအမျိုးသားရေးဆရာတော်တွေက ဒီကိစ္စတွေကိုနှောင့်နှေးမနေပါဘူးလက်ပိုက်ပြီးတော့ချိန်မနေပါဘူးနေပြီးတော့ဘလူးကိစ္စနဲ့ပတ်သက်ပြီးတော့ခင်ဗျားတို့ခေါင်းခဲတယ်ဆိုတာတဲ့အမျိုးသားရေးသမားတွေပို့ခေါင်းခဲတယ်ခင်ဗျားတို့ပူပန်နေဆိုတာတဲ့အမျိုးသားရေးသမားတွေအမျိုးသားရေးဆရာတွေရင်ပတ်ထဲမှာပြာကြတယ်เนาะအာခင်ဗျားတို့စိုးရင်နေဆိုတာကခင်ဗျားတို့ကစိုးရင်ရင်မမြောက်သေးပါဘူးကျတို့မြူသားရေးဆရာတော်တွေကျတို့မြူသားရေးဒီပုံကိုယ်စိုးရင်နဲ့စိုးရင်ရနော်တော့တခြင်းတရားလို့ပေါ့အတိုင်းထက်အလွန်ကိုဖြစ်နေပါပြီနော်လိုအပ်လို့မြို့ပါသာသနာတွေလိုအပ်လာရေး အသက်ပေးမဲ့လူတွေအယိုးစီယိုထုံးမဲ့အဖွဲ့အများကြီးရှိပဲဒါကြောင့်ဖင်လန်နိုင်ငံမှာနေတဲ့မောင်မောင်ကိုမောင်မောင်ခင်ဗျားပြောတဲ့စကားတွေကိုသိပြီးတော့အပြောမစောနဲ့လောမကြီးနဲ့စကားကိုကြည့်ပြောခင်ဗျားတို့က2020 2021မှာဟို live ပေါ်ကနေပြီးတော့ဟိုလူကြီးများပြီးတော့ဆယ်လီဖြစ်လာတဲ့လူတွေเนาะဟို live ပေါ်ကနေပြီးတော့ဆယ်လီမဟုတ်ဘဲနဲ့အမျိုးဘာသာသာသနာတွေပေးဆက်ပြီးလှုပ်ဆောင်နေတဲ့လူပုဂ္ဂိုလ်တွေရမ်းပုဂ္ဂိုလ်တွေကအများကြီးရှိတယ်။ live ပေါ်မှာတော်ရှိုးတက်မပြောဘဲနဲ့ တက်မပြောဘဲနဲ့ဟိုဘဝပြည့်အကံအချိန်ကုန်ခံမိသားစုဦးတွေရဲ့စာဝတ်နေတဲ့အစ်မပြေတာတွေကိုမကြည့်ဘဲနဲ့ကိုယ်မျိုးပါသားသားတွေကြည့်ပြီးလုံနေတဲ့လူတွေတပုံမရှိတယ်အဲ့တော့ခင်ဗျားတို့စကားတွေစွတ်စွတ်မပြောနဲ့မတိဘဲနဲ့စွတ်စွတ်မပြောနဲ့နော်ခင်ဗျားတို့ပြီးပါမှနေဟာလောလောဆယ်မှာခင်ဗျားတို့ပြောလိုက်တဲ့စကားတစ်ခုကြောင့်အမှန်ပါပါလို့ဖန်ခံမယ်ဆိုရင်ခင်ဗျားတို့ဟာလောလောနဲ့ခင်ဗျားတို့လောလောဆယ်မှာဖန်လို့မရသေးဘူးကြာကျွန်တော်ဒီမှာကြတော့ တခုခုမှားသွားပြီဆိုတာနဲ့ဖန်ခံရမယ်ဆိုရင်လွယ်လွယ်လေးကျွန်တော်တို့ဖန်ခံမှာကြောက်လို့ပြောနေတဲ့စကားတွေမဟုတ်ဘူးနော်တိုင်းပြည်နဲ့အမျိုးဘာသာသာသနာတွေထောင်ကြမှာမကြောက်ဘူးကျွန်တော်ကအမှောင်ကြမှာပဲကြောက်တယ်သူနော်လူမုန်းမှာမကြောက်ဘူးကံမုန်းမှာပဲကြောက်တယ်သူနော်အဲ့တော့ကျုပ်တို့ကတကယ်မျိုးဘာသာတန်တရနဲ့စိတ်ရှိတဲ့ရဟန်းရှင်လူပြည်သူတွေထောင်ထဲရောက်သွားပြီဆိုဘာမှလုပ်လို့မရတော့ဘူးအဲ့တော့ထောင်မကြအောင်လဲနေရတဲ့ကိုလိုချင်တဲ့ပန်းတိုင်ကိုလည်းရောက်အောင်သွားဖို့လိုတယ်အဲ့တော့ ယတနာကအကြီးကြီးအကြီးကြီးဖြစ်နေတဲ့ကိစ္စကိုလွယ်လွယ်လေးနဲ့သွားပြီးတော့ခမင်းစားရည်တော့သွားပြီးတော့လုပ်လို့မရဘူး။ငါပြောသည်အခွန်နှွာစားသလောက်မလွယ်ဘူး။ပင်လယ်နိုင်ငံမှာနေတဲ့မောင်မောင်တိဖို့လို့တယ်။အဲ့ဒါမောင်မောင်ပင်လယ်နိုင်ငံမှာနေတဲ့မောင်မောင်ခိုင်းမှရှိတဲ့အများအားဟောင်းနေတဲ့ဟောင်းစီအဲနောက်တစ်ခါဘူးကြောင်ကြီးကြောင်နဲ့အသက်50 60လောက်ရှိတဲ့ဟိုတက်ပြောနေတဲ့အဲတကာတယောက်အေးအဲ့ဒီလူတွေတိဖို့လို့တယ်။အားလုံးအားလုံးတိဖို့လို့တယ်နော်။အေးတိတ်မအားသေးလို့ပါ။မအားသေးလို့ဒါပေမဲ့ ဘုန်းဘုန်းတို့မျိုးသားရေးဆရာတော်တွေမျိုးသားရေးလူပုတ်တွေအမျိုးဘာသာပြဿနာနဲ့ပတ်သက်လာရင်အားလုံးကအာအာမအာအာဘဝတွေအသက်တွေပြေးပြီးလောက်ကြမှာနေပြီးတော့ဘလီကိစ္စနဲ့ပတ်သက်လို့ခင်ဗျားတို့တွေဒိုင်းပေါ်မှာတက်ပြီးတော့လူတင်ကြီးအောင်အတန်ကောင်းဟိနေတဲ့လူတွေတက်ကျုပ်တို့ లైన్ ပေါ်မှာတက်မအော်ပဲနဲ့လုံနေတဲ့လူကြီးကပို့ပြီးတော့နေပြီးတော့ဘလီနဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့စိုးရိမ်ပူပန်မှုတွေရှိနေပါတယ်ခင်ဗျားတို့တွေဆယ်ဆပို့ပြီးတော့လှုပ်ဆောင်နေဆိုတာဟို မအားတဲ့ကြားတယ်ခင်ဗျားတို့ခဏလေးတော့ဒီနေရာနေပြောလိုက်တယ်ကဲအားလုံးကမြန်မာပြည်သူပြည်သားများကိုစိတ်နှပြချမ်းသာချမ်းသာကြပါစေ2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှာကျင်းပမယ်ရွေးကောက်ပွဲကြီးလဲအောင်မြင်ပါစေမြန်မာပြည်ကြီးမှာလည်းအရမဝါဒတွေကြဆုံးပါစေအရမဘတ်တော်သားတွေကြဆုံးပါစေအမှန်တရားကသာနိုင်ပြီးတော့အမှန်တရားတွေစုမှုပြီးတော့မြန်မာပြည်ကြီးထာဝရဘိမတန်အေးချမ်းကြပါစေလို့ဒီနေရာကနေဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ကျွန်တော်ဒီရက်ဒီစပယ်မှာတင်ပြရအရပါပါ मैं आप ये जा मारे आलम चीज़ी तुम्हारे